ရွှေရှာတာမဟုတ်ဘူး၊ငွေရှာတာမဟုတ်ဘူး။အချိုရှာတာပါကိုကိုရဲ့။ရင်ခဲ့တဲ့35နှစ်ကရေးတာပါချေရှာတာမဟုတ်ဘူးအချိုရှာတာပါကိုကိုရဲ့အချစ်ဆိုတာဒါလားဒီရလိုပဲခါတယ်နော် ကျမညံ့တာအဲ့ဒါပါပဲအဲ့ကဗျာလေးပါတော့ကျမဝမ်းသာအားရအဲ့ကဗျာကိုကျမရှုမောကိုပို့လိုက်တော့ဆရာကိုဆွေတင့်တော့လည်းဟိုတက်သစ္စာကလောင်ရှင်လေးကိုအားပေးခြင်းနဲ့စိတ်နဲ့လားမပြောတတ်ဘူးထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တော့ကျမမြောက်သွားတာပေါ့နော်ဒီကဗျာလေးကိုဟာငါကဗျာလေးပါလာပြီဆိုတငယ်ချင်းတွေစီချောင်းကတငယ်ချင်းတွေကိုလိုက်ပြတဲ့ခါကျယောက်ျားလေးတငယ်ချင်းတယောက်ကိုပြပြီးတော့ယောက်ျားလေးတငယ်ချင်းတယောက်ကကျမကိုအပြစ်တင်တယ်သူနာမည်ဝင်းမြင့်ထွန်းနဲ့ တင်တဝင်းရဲ့တဲ့နင်းရေးမဲ့ရင်ငါတို့ကများနင်းနေပါပါတိုင်နေမအောင်လားတဲ့ဒီမှလဲဘာဖြစ်လို့လဲငါရင်ထဲမှာရှိတဲ့ခံစားချက်ကိုငါရေးတာလေလို့ပြောတော့ဟုတ်ပါတယ်နင်းခံစားချက်နင်းရေးတာဟုတ်ပါတယ်ဒါပေမဲ့ဘီယာဘာဖြစ်လို့ခါရတာလဲတဲ့ဘီယာဆိုတာမခါဘူးခဲ့တဲ့အော်ကျမလဲစဉ်းစားတယ်ဟောဒုက္ခပဲငါကတော့ရေးလိုက်မိပြီပေါ့ ဒါပေမဲ့ကျမအဲ့ချိန်ကလေးကကျမစာရေးဆရာဖြစ်ဖို့လေးရန်ကလေးကစပြီးတော့ဥတီလာခဲ့တာစာရေးဆရာဖြစ်ချင်တဲ့စိတ်နောက်စာရေးဆရာတွေဟာဒီမှာဆရာချစ်ဦးညိုလို့ဆိုရင်သူရေးမဲ့ဝတ္ထုကိုတမိုင်းချောင်းကိုအသေးသေးချာချာလေ့လာပြီးရမှရေးတာကျမလည်းကျမရေးမဲ့ကဗျာကိုအသေးသေးချာချာလေ့လာပြီးမှကျမရေးဖို့အဲ့တော့ကျမကတကယ်လေ့လာပါတယ်လို့ငါမလေ့လာဘဲနဲ့ငါပောက်တက်ကရဖြစ်ကြတာဆန်ကြီးတာမဟုတ်ငါတကယ်လေ့လာတယ်ဘီယာကိုငါတကယ်တောက်ခဲ့တာ ငါတကယ်တောက်ပြီးရေးတာလို့နည်းပီးရခါသလားတဲ့ခါတယ်လို့တကယ်ကျမအတွက်ကပီးရခါတာကိုခါလို့ခါတယ်ရေးတာ तू ကကျမကိုအပြစ်တင်တယ်အဲ့နဲ့နင်းမဟုတ်သေးဘူးတဲ့နင်တခြားလူလည်းသွားမေးကြည့်အောင်နဲ့ဒါမှမဟုတ်နင်းนี่ไม่ตีไล่ตาဖြစ်ပါလိမ့်မယ်တဲ့အော်ကျမလည်းပြန်စဉ်းစားတယ်အော်ဟုတ်တယ်ကျမပြန်စဉ်းစားတော့ဘီယာလိုပဲခားတယ်နော်ဘီယာခားတယ်ကျမတို့ကအော်ငါငါတောက်တုံးကတော့ခားတယ်ပေါ့ဒါနဲ့ပဲကျမတငယ်ချင်းတွေ၄၅ယောက်လောက်သူ့တယောက်တည်းကိုမယုံနိုင်လို့ကျမထပ်ပြီးတော့လိုက်မေးတယ် ်ယောက်ျားလေးတငယ်ချင်းတွေကိုမိတာပေါ့မိန်းကလေးဘီရမတောက်ဘူးကျမတို့ခေတ်တုန်းကမိန်းကလေးဘီရမတောက်ဘူးကျမကဒါကျမကလည်းတောက်ချင်လို့တောက်တာမဟုတ်ကဗျာရေးဖို့ကဗျာရေးဖို့တောက်တာဆိုတော့တငယ်ချင်းတွေအကုန်လုံးကပြောကြတယ်ဘီရဟာမခါဘူးနင်းမှားတယ်အဲ့နဲ့ကျမနည်းနည်းစိတ်ထဲမှာတော့ဟိုမတင်မကြဖြစ်သွားတယ်ဒါပေမဲ့ကျမတေးကြအောင်လို့နောက်တစ်ခွက်ထပ်တောက်ကြည့် အဲဒီမှာနောက်တစ်ခွက်တောက်ကြည့်လိုက်ပါလေကြည့်လိုက်တော့ပထမတုန်းကပထမတစ်ခါတောက်တုန်းကခါးတယ်တော်တော်ခါးတယ်အခုဒုတိယတစ်ခွက်ကိုတောက်ကြည့်လိုက်တဲ့ခါကျအင်းတိတ်တော့မခါဘူး